ကိုရင်တော့ကချက်ကလေးလုပ်ဖူးတယ်ကိုကောင်လေးကကိုအခုချက်ကလေးပြန်လုံနေပြီဆိုပြီးတော့အချင်းလွဲသွားလို့ကိုအဆက်အတွဲလုံးဝဖျက်လိုက်တယ်ဒီကနေ့ story လူရှာရဲ့ story တပုတ်ဖြစ်တယ်ဘဝကတော့တယောက်နဲ့တယောက်ပဲတူမှာလဲရွေးချယ်မှုကလည်းတယောက်နဲ့တယောက်မတူဘူးပေါ့ခမားလေးတို့ရောဒီကနေ့ကောင်မလေးကိုဘယ်လိုအကြံဉာဏ်မျိုးပေးချင်တာလဲကိုမက်မှာရေးထားပေးလို့ရတယ်နော်ကဲဒီနေ့လာပြင်ပြလိုက်လား let's go ကိုမိသားစုကအစဉ်ပြေရမိသားစုထဲမှာမပါဘူးကို74နဲ့ကိုရန်တက်ကြရကျန်းထွက်သွားလိုက်ရတယ်ဒီလိုပဲလေကိုမိသားစုကအစဉ်ပြေထဲမှာမပါဘူးကို့အမေကနားမကြားရဘူးကို့အဖေကကြတော့ခြေတော့တစ်ဖက်မကောင်းဘူးအဲ့ဆိုရင်တိတဲ့အတိုင်းပဲကိုမိသားစုကအရန်ကိုခက်ခဲတဲ့ထဲမှာပါတယ်ဒီလိုပဲလေမိသားစုအခြေအနေကမကောင်းဘူးအဲ့လောက်ထိတော့စိုးနေပြီဆိုတော့ကျန်းကိုပြေးအောင်ပဲတက်နိုင်မှာလေကိုရန်ကြရကျောင်းထွက်လိုက်ရတယ်ကျောင်းထွက်ပြီးတော့ကို့အတော်နဲ့တွန်းနေရတယ်အတော်အရင်ပဲဒါပေမဲ့ ်ကိုက16နဲ့လည်းရှိနေပြီဆိုတော့အလုပ်တွေဆိုတော့များလုပ်တတ်နေပြီလေကိုအတော်နဲ့နေတာကလည်းကျွန်လိုခိုင်းစားခံနေရတယ်ဒီလိုပဲလေကိုအတော်ရဲ့သားသူကကြတော့အချားမြို့မှာအိမ်ထောင်ကြတဲ့အချားမြို့မှာအလုပ်လုပ်တယ်ပေါ့နော်သူရဲ့မိန်းမကကလေးမွေးတယ်တဲ့ကိုအတော်ရဲ့သားကလေးမွေးတယ်အဲ့ဒါကိုကလေးထိုင်မဲ့လို့မရှိလို့တဲ့ကိုဟိုးတဲ့လမ်းခေါ်တာတဲ့အဲ့လိုဆိုရင်အဲအမျိုးနဲ့တော်တဲ့လူဆိုရင်တော့ပို့ပြီးတော့ဆိတ်ချတာပေါ့အဲဒီလိုပဲကိုကကို့အတော်ရဲ့တားရှိတဲ့မြို့ကိုရောက်သွားပြီးကလေးသားထိမ့်ပေးဖို့ဒါပေမဲ့ဟိုရောက်တော့ ကလေးပဲထိနေရတယ်နေတိုင်းကလင်းငိုရံပဲကြားနေရတော့အရန်ငင်းငွေတယ်ကလင်းထင်းချင်ဖို့အရန်ပြင်းစရာကြီးဆိုတော့ကျတော့နေတဲ့မြို့ကလည်းမြို့ကြီးတမျိုးဖြစ်နေတယ်ဆိုတော့ဟေးအကူနဲ့ပြောတယ်ကို့အတော်ရဲ့သားဆိုရင်လည်းကိုရဲ့အကူဝင်းခွဲပဲလေကို့ကိုဝင်းခွဲနဲ့ပြောတယ်ကိုဝင်းခွဲဒီမားလို့တမင်းကလေဒီမားကလင်းထင်းချင်တော့ဘူးအခြားအလုရှာချင်တယ်လို့ဒီမြို့ထမအကူကအလုရှာပေးပါလားဗောနောအကူကအေးဟမ်ဟုတ်ပြီဟုတ်ပြီရှာပေးမယ်တဲ့ဒါပေမဲ့တလားလောက် ကြော်ရပြီအလောက်ကရှာမပေးဘူးဆိုတော့ကိုတိပြီကိုအကိုကလည်းကိုအလောက်ရှာမပေးချင်ဘူးပေါ့နော်ကိုအကိုစောင့်နေမယ်ဆိုရင်ကိုကအလောက်ရမှာမဟုတ်တော့ဘူးကိုပေါ့ online ပေါ်မှာအလောက်ရှာနေအဲ့မှာဟိုဘားမှာဝင်ထန်းခေါ်နေတယ်ဆိုပြီးတော့မှအင်းရောက်သွားရောဒါပေမဲ့အကိုနဲ့ရောက်မှာတော့ဘားမှာဝေတာတော့လုပ်တယ်ဆိုပြီးတော့မပြောပြရဲဘူးအေးဘားမှာဆိုရင်အဲ့လိုရှုပ်တဲ့နေရာဆိုရင်တို့ကြွားခိုင်းမှာမဟုတ်ဘူးဆိုပြီးတော့အေးကုံဆောင်ဆိုင်မှာအလောက်ရပြီဆိုပြီးတော့လိန်ပြောတယ်ကုံဆောင်ဆိုင်မှာအလောက်ရနေပြီအဲ့မှာနေအဲ့မှာပဲစားမယ်ဆိုပြီးတော့အိမ်ကနေထွက်သွားတယ်ဒီလိုပဲဘားမှာအလောက်သွားလုပ်ပြီဘားမှာအလောက်လုပ်ပြီးတော့တလားလောက်ရှိတဲ့အချိန် ကိုရဲ့ရေးစားဦးနဲ့တွေ့တယ်ကိုရဲ့အချစ်ဦးသူ့ကိုအချစ်ဦးလို့ပဲခေါ်လိုက်မယ်အချစ်ဦးနဲ့တွေ့တယ်သူကခဏခဏအဲ့ဒီဘာကိုလာတယ်လာလိုက်ရင်တထဲလိုလိုဘာလိုလိုပေါ့နော်အမှန်ဆိုရင် तू ကလည်းအခြေခံလူတန်းစားပဲသူပါကိုလာတာကလည်းအများကြီးတော့မာတာမျိုးတော့မဟုတ်ဘူးတထဲလိုလိုဘာလိုလိုနဲ့ဒီလိုပဲမင်းအောင်လုံးကကြာလာတော့မျက်နှာချင်းအေးအမြဲတမ်းမြင်နေရတော့ခင်သွားရည်လေးတိသွားရည်လေးအေးအဲ့ဒါနဲ့ဝင်ထမ်းပေါ့နော်ဒီလိုပဲစကားပြောရင်းနဲ့ဩ तू ကလည်းခိုစာတိမျိုးကိုကလည်းဒီစာတိမျိုးဆိုတော့ဇာတိမျိုးချင်းကတူနေတယ်ဆိုတော့ ်ပို့ပြီးတော့စကားပြောလာတယ်ဒီလိုပဲတဖြည်းဖြည်းနဲ့တွဲရာရောကိုရဲ့အချစ်ဦးနဲ့တွဲရပြီကိုအချစ်ဦးနဲ့တွဲပြီးတဲ့အချိန်ကိုရဲ့ရောင်းမကိုကပြောပြရတယ်ကိုရောင်းမဆိုရင်အေးမင်းကလေးအချင်းချင်းဆိုတော့တခါလေးကွာရင်ဖွင့်မိတာပေါ့အေးရောင်းမကြီးအခုကအဲရီစားရနေပြီဘာညာနဲ့ကိုရောင်းမနဲ့တော့ပြောမိသွားတယ်ကိုရောင်းမကအကိုကိုတော့တိုင်ပြောမယ်လို့မထင်ထားဘူးကိုကသူ့ကိုအေးတငယ်ချင်းအရင်အနေနဲ့ရင်ဖွင့်ထားတာသူကကိုအကိုကိုတော့တိုင်ပြောလိုက်ရောအကိုကကိုကိုဖောင်းဆက်တယ် မင်းအဲ့အလုတ်ကနေထွက်မလာအဲ့အလုတ်မှာမင်းကလှုပ်ဆရာလားမင်းတီမြို့မှာလာတာအခုရှင်မှာတာဝန်ရှိရဲ့မင်းကဒီမှာအဲ့လိုဘားနေရမှာအလုတ်သားလှုပ်ဆရာလားမင်းအခုချက်ချင်းအင်ပြန်လာခဲ့မပြန်လာဘူးဆိုရင်မင်းအလုတ်မှာအကူသားတောင်းကျဲမယ်ဆိုပြီးတော့အကူကလည်းကိုယ့်ကိုချင်းချောင်းကိုယ့်ကိုစူဆိုတော့ကိုနေနဲ့လန့်နေတယ်အေးကြောက်တယ်ကိုရဲ့ဤစာဥကိုဖုံးဆက်လိုက်ရောအချစ်ဥငါ့ကိုလာခေါ်ပေးပါအော်ငါ့အကူကငါ့ကိုရက်မှာဆိုလို့ငါ့အကူကငါ့ကိုလာခေါ်တော့မှငါ့ကိုအာခါသားပို့တော့မှဒီလိုပဲကိုဤစာဥနဲ့လိုက်သွားရောအဲ့ဒီဘားမှာလည်းအလုတ်မလုပ်တော့ဘူး ဲ့လိုပဲရီစာဦးနဲ့ living together ဖြစ်သွားတယ်ပေါ့ဒီချိန်မှာဆိုရင်အဲရီစာဦးရဲ့မိဘတွေအဖေမေလည်းသိတယ်သူ့ရှင်မှာကမလီရနေပြီး living together နေနေတယ်ဆိုပြီးတော့ဒါပေမဲ့သူ့မိဘသူ့ဘယ်လိုပြောရလဲဆိုရင်အေးနင်တို့နေအောင် living together နေလေဒါပေမဲ့မင်္ဂလာတော့မဆောင်ပေးနိုင်ဘူးเนาะတဲ့ကိုကလည်းအေးရှက်ပါနဲ့အတူတူနေရပြီပေါ့နော်အေးနေအောင်လုံးပေါ့နော်အေးသမီးရှင်သမီးစားမယ်ရေပဲရှိရင်လည်းရေပဲတောက်မယ်ပေါ့ဒီလိုပဲသူနဲ့အတူတူ living together နေလာတာတနေ့ရှိတဲ့အချိန်ဟင်ကိစ္စမျိုးစုံကြောင့်မလို့ဇာတိမျိုးကိုပြန်ရတော့မားတယ်နေအောင်ရဲ့ဇာတိမျိုးကအတူတူပဲလေဇာတိမျိုးပြန်ပြီးတော့အဲနေအောင်လုံးအိမ်ငားနေတယ် ဇာတိမျိုးမှာဆိုပေမဲ့ကိုကအတော်အိမ်ကိုလည်းမပြောင်းဘူးအဖေမိမိဘအိမ်ကိုလည်းမပြောင်းဘူးပါဒီလိုပဲနေအောင်ကအပြင်မှာအိမ်ငားနေတယ်အစပိုင်းမှာသူကအလုတ်လုတ်ပါသေးတယ်အဲ့တော့ဆိုရင်သူကဘာလုပ်တာအခြေခံအခြေခံအဲ့လိုအလုတ်လေးပဲလုတ်တယ်ဘယံတော့ဘာလို့ပေါ့နော်အဲ့ဒါတွေပက်ပက်ပြီးတော့မှလုတ်တယ်ကိုကကြတော့အစပိုင်းမှာအလုတ်လုတ်ဆံမလို့မလားအခုအစာတိမျိုးရောက်လာတော့ဝင်ငွေကလည်းမလောက်တော့ဘူးဆိုတော့အလုတ်ထွက်လို့ရပြီအဲ့တော့ဆိုရင်အထယ်ဆိုင်မှာဝင်လုတ်တာတလောက်ကိုတသိန်းခွဲလောက်ပဲရတယ်နှစ်သိန်းတော့မရအောင်နော်စဉ်းစားကြည့်လိုက် ။တဖြည်းဖြည်းနဲ့ဆိုရင်အဲ့ဒီရီစာဦးကအချိုးတွေပြန်ပြောင်းလာရောအစပိုင်းမှာပတ်စံပြန်အတင်းမလားနောက်ပိုင်းဆိုရင်အပျော်ပါရမ်းမတဲ့အစကရေပါသွားပါညာလုံနေလို့ဆိုတော့အပျော်ပါရမ်းမတဲ့ဒီလိုပဲလေတဖြည်းဖြည်းနဲ့ဆိုရင်အလောက်ကသွားရရသွားမသွားရရဆိုရင်မသွားဘူးတဖြည်းဖြည်းနဲ့ဆိုရင်ပတ်စံလည်းမအပ်တော့ဘူးကိုကတလဆိုရင်သိန်းတော့မရအောင်မလားအဲ့ဒါကိုသူ့အတွက်ကျွေးရသေးတယ်ချက်ပြုတ်ပါညာအကောင်လုံးကဇခဲကကိုရှာနေထွက်ရသေးတယ်အဆောင်ခါလည်းပေးရသေးတယ်ဆိုတော့ဘလို့မှမလောက်တော့ဖြစ်နေပြီးရင်သူ့ရဲ့အကျင့်ကဘလို့ဖြစ်လာတာလဲဆိုရင် နေ့တိုင်းတောက်စားမိုးယူနေရပဲအလောက်ကကြတော့မလုပ်ဘူးတခါရှိတည်းသူတောက်စားပြတော့မှသူတော့ရပညာရေကိုပါကိုထွက်နေမလားသူတောက်ထားတဲ့ပလင်းနဲ့ကိုကိုပေါက်ပြက်တယ်အဲ့လိုအချိန်မျိုးရှိတယ်တဖြည်းဖြည်းနဲ့ဆိုရင်လက်ပါလာပြီနော်အဲ့တော့ကိုစဉ်းစားတယ်တနစ်အဲ့အဲ့ချိန်ထိမှဆိုရင်တွဲလာတာတနစ်ကျော်ရှိပြီလေอืมလွန်ခဲ့တဲ့တနစ်တော့ကပထမတနစ်တွဲတော့ငါ့ပေါ်မှာအဲ့လောက်ကောင်းတဲ့လူကိုတော့ငါ့ဘောင်ရှာကျွေးရပညာအဲ့တော့ဆိုရင်ကိုဝီတာမလုပ်တော့တဲ့အချိန်ဆိုရင်ကိုဘာမှလောက်ရမလို့ဘူးသူကိုရှာကျွေးနေတယ်သူလည်းကိုကိုကျွေးခဲ့ပါတယ်ဒုတိယနေ့ဇာတိမျိုးရောက်တော့သူတဖြည်းဖြည်းနဲ့အဲ့လိုပြောင်းလဲလာတော့ ကိုနည်းနည်းလန့်နေပြီအဲ့ဒါပထမတစ်ခါလက်ပါတဲ့အချိန်ဒီလိုပဲတော့ဖြစ်ဖြစ်ချင်းစီသူကအရက်သမားဖြစ်သွားတယ်မလားတဖြစ်ဖြစ်နဲ့လက်ပါစတဲ့ဒေါရိုက်ပြန်ထက်တက်တယ်ပြီးရင်တခါကျတော့ဓာတ်နဲ့ဘသူ့ကိုလည်းမသိဘူးသူတို့ကဘာပြဿနာတွေဖြစ်လဲမသိဘူးသူတငယ်ချင်းနဲ့ရံဖြစ်နေတာဓာတ်နဲ့သူတငယ်ချင်းကိုချင်းချောက်တဲ့ဘာညာနဲ့ပေါ့နော်အဲ့လိုပဲတလေးဆန်ဥယျာဉ်ထဲဝင်ရတော့မှာပေါ့အဲ့ဒါကိုပြဿနာကလည်းအကောင်လုံးကိုရောဖြည့်ရှင်းပေးရတယ်ကိုရဲ့ဖုန်းကိုပောင်ပြီးတော့မှအဲ့လိုပြဿနာဖြည့်ရှင်းဖို့ဆိုရင်ပတ်စံလို့ရတယ်လေအဲ့တော့ဆိုရင်အေးအထယ်ဆိုင်မှာလောက်တာကလည်းတလားတသိန်းတော့မရဘူးဖုန်းကိုပောင်ပြီးတော့မှ အဲ့ဒီပြဿနာကိုတွားဖြေရှင်းပေးရတယ်ဒီလိုပဲမင်းအောင်လုံးလမ်းခွဲရမယ့်အချိန်ရောက်လာပြီအချစ်ဦးရီစာဦးနဲ့လမ်းခွဲရမယ့်အချိန်ရောက်လာပြီအဲ့ချိန်မှာဘယ်လိုလဲဆိုရင်ပတ်စံကမရှိတော့ဘူးမလားအဲ तू ကလည်းကိုရှိပတ်စံမအပ် तू ရှာထားတဲ့ပတ်စံတွေကအကုန်လုံး तू သုံးဖို့စားဖို့ပဲတငယ်ချင်းတွေနဲ့ပျော်ပါစားတော့အိမ်မှာသမင်းချက်ဖို့ဘာညာရဲအိမ်ပစ္စည်းတွေဘာညာဝယ်ဖို့ကအကုန်လုံးကိုတယောက်တည်းဝယ်နေရတယ်ကိုရှာထားတဲ့ပတ်စံတစ်ယောက်စာကိုနှစ်ယောက်သုံးနေရတယ်ဆိုတော့ဘလို့မှမလောက်ဖြစ်နေရအရာကိုခက်ခဲနေတဲ့အချိန်ဘသူရှာနေပတ်စံရှာမှလဲဘာလို့ तू မှလည်းပတ်စံမရှိကိုမှလည်းအဖော်ရဘာညာမရှိဘူးအဲ့ချိန်မှာ ကိုရီစာဦးရဲ့ဦးလေးနဲ့ကကိုခင်းတယ်ကိုရွေးချယ်လို့လမ်းမရှိတော့ဘူးလေသူ့ဦးလေးကိုကွာဖော်ဆက်လိုက်တယ်ဦးလေးရေတမိအရန်ခက်ခဲနေလို့၃000တော့ချီပေးပါအောင်၃000ပဲချီတာတော့အများကြီးမဟုတ်ဘူးနော်ပတ်စံ၃000ချီတာဦးလေးရဲ့သူ့လေးကိုမတိခိုင်းနဲ့နော်အဲ့ဒီရီစာဦးကိုမတိခိုင်းနဲ့နော်မှားထားတယ်နော်နောက်ရကြတော့ရီစာဦးအချစ်ဦးကတိရွာရောနင်ကပက်ဆန်တုံးတောင်းလေးနဲ့ငါရဲ့ဦးလေးရှီကနေနေပက်ဆန်ချီးစရာလားတော်တော်အဆင်မရှိဘူးပဲငါရဲ့အရှက်ကိုခွဲရတယ်ဘာညာနဲ့အဲ့တော့ကကိုအထဲဆိုင်မှာအလုပ်လုပ်နေမလားကိုစတိုင်ရှိမှလာပြီးတော့မှကိုစပင်နေပညာရယ်ဆွဲ ်ကိုထူတာကိုကသူ့ကိုကြောင့်မလို့သူအရှက်ခွဲခံရတယ်ဆိုပြီးတော့အဲ့တော့ကိုရဲ့နဖူးကကွဲရောင်းတွေးပါစီးနေနေတော်တော်လေးကိုအဆင်မရှိဘူးပဲရှစ်ကြရည်တဲ့နင်းနဲ့တွဲရတာတိတ်ခါကြရတယ်ဘာညာနဲ့အဆင်တန်းနိုင်တယ်ဘာညာနဲ့ကိုဆဲပြီးတော့အိမ်မှာလာပြီးတော့မှနင်းပစ္စည်းလာယူတော့လာနင်းနဲ့အတူတူမနေနိုင်တော့ဘူးလေအဲ့တော့ကိုအလုတ်ဆင်းနေရတယ်မလားအလုတ်ဆင်းတော့အိမ်ပြန်ပြီးတော့မှကိုပစ္စည်းတော့ယူတဲ့အချိန်ပစ္စည်းကအိမ်မှာမထားထားပဲနဲ့အေးအပြင်မှာပစ်ထားပြရတော့အဆောင်ခါလေးကိုပေးတယ်ဘာညာသမီးဆောင်ခါလေးကိုကျွေးရတဲ့ပစ္စည်းကိုအကောင်တော့အပြင်မှာပစ်ထားပေးတယ် ီလိုပဲအချစ်ဦးနဲ့လမ်းခွဲသွားရောကို၁၅နှစ်တော့အလုတ်စလုတ်တယ်အခုအချစ်ဦးနဲ့တွဲလာတာနှစ်နှစ်ဆိုရင်၁၈နှစ်မလား၁၈နှစ်ကြော်ကြော်၁၈နှစ်မတိုင်ခင်မှာအလုတ်ထက်ရှာမှာလေအဲဒီအထယ်ဆာမှာလောက်တာအဲ့ရောဆိုရင်ကိုတလဆိုရင်၂သိန်းကြော်ကြော်၃သိန်းဝန်းကျင်လောက်ရနေပြီအဲ့လောက်ဆိုရင်လည်းလုံလောက်မနေဘူးလေကိုမိသားစုကအချိန်တွေကဒီလိုမျိုးအမျိုးတွေကအကုန်လုံးကိုတို့အနိုင်ကျင့်ချင်တယ်ကိုဆိုရင်လည်းဂျုံလိုပဲခိုင်းစားချင်တယ်ဆိုတော့တလကို၃သိန်းဆိုရင်ဘလို့မှကိုမလောက်တာအဲ့မှာ တီးချက်ကလေးလောကဝင်ဖို့တငယ်ချင်းသူပေါ်လာပြီအဲ့တငယ်ချင်းနဲ့ကငငယ်ကလေးခင်ပါတယ်သူကလာပြောတယ်ဟေးနင်အခုကလေမိသားစုကအဲ့လောက်ထိအဆင်မပြေဘူးဖြစ်နေရနင်ငါလောက်တဲ့အလုပ်နဲ့လိုက်လို့ကြည့်ပါလားတဲ့ပတ်စံရရနော်တဲ့ဟောကိုကလည်းပြောရပြီဘာလို့လောက်တာလဲဘနော်ဟေးစုံစမ်းကြည့်တော့ချက်ကလေးတော့လောက်ရမှာတဲ့ဒါပေမဲ့ကိုရဲ့ခေါင်းထဲမှာအဲ့တော့ကစကားတခုမှမရှိပတ်စံရရဆိုပြီးတော့အေး အရန်ပြောတာပေါ့အေးရရငါဘာလို့လို့ငါလုံမဲပေါ့နော်ကိုရဲ့ဇာတိမြို့မှာပဲလေဆဆလို့တော့ငါအရန်ကြောက်တယ်ဟိငါခင်တဲ့လူနဲ့တွဲမိရောရင်ချိန်မိရောရင်ဘယ်လိုလုပ်မှာလဲတိတဲ့လူနဲ့ချိန်မိရင်ဘယ်လိုလုပ်မှာလဲပေါ့နော်နည်းနည်းတော့လန့်နေရပေါ့နော်အဲ့ဒီတငယ်ချင်းတို့ကြက်ကလေးလောကတငယ်ချင်းလို့ခေါ်လိုက်မယ်အဲ့ဒီကြက်ကလေးလောကတငယ်ချင်းကသူ့ရှိမှာအဲ့လိုအတိုင်းဝိုင်းနေရှိရလေသူတို့မှာ group ရှိရ တငယ်ချင်းတို့ကိုချက်ကလေးလောကတငယ်ချင်းလို့ပဲခေါ်လိုက်မယ်။ချက်ကလေးလောကတငယ်ချင်းတို့ရှိမှာကအဲ့လို group နဲ့ရှိရလေ။အေးဒီနေ့ဆိုရင်ဒီတယောက်အဲဒီချက်ကလေးကဘသူနဲ့တွား။ဒီအဲဒီတယောက်ကဆိုတော့ဟိုဟိုတယောက်နဲ့တွား။အဲ့လိုတို့တာဝန်ခွဲထားတာရှိရကွာ။သူကကိုအလုပ်ချက်ပေးတယ်။ဆက်စတော့ကဆိုရင်အေးကိုကပါကင်တော့မဟုတ်တော့ဘူးအရင်တော့ကအဲ့ဒီအချစ်ဦးနဲ့အတူတူ living together နေပြတာလေ။ဒါပေမဲ့ဆက်စပိုင်းမှာအဲ့ဒီလှုပ်လှုပ်တော့ကဆိုရင်နည်းနည်းတော့ကြောက်တယ်ပြီးရင်ယွန်းလဲယွန်းတယ်ပေါ့။ဘာလို့လဲဆိုရင် ဲ့တွေတွေကကိုနဲ့မှမခင်တာကိုကလည်းသူတို့မှမချစ်တာဟုတ်တယ်မလားပထမတယောက်နှစ်ယောက်အလောက်ဆောင်ဝင်တော့ဆိုရင်အေးနည်းနည်းပါလန့်နေရေပေါ့နော်အေးဒါပေမဲ့ပတ်စံကိုလက်ထက်မှရောက်တဲ့ခန်းစားချကြတော့ကိုအရန်ပြန်ပြုံးမိရေပေါ့နော်အေးပတ်စံအများကြီးရတာပဲတကယ်အဲ့ဒါလောက်တာတကယ်ကိုငွေဝင်များတယ်နော်ဘာကြောင့်လဲဆိုတော့ကိုကပြန်ပြောင်းနေပြီဆက်ဆက်တယောက်နှစ်ယောက်ကြတော့ကိုနည်းနည်းကြောက်တယ်ကိုနည်းနည်းယုံတယ်ပြီးရင်အတိရေချိတ်မိမှလဲစိုးရင်တယ်နောက်ပိုင်းကကြတော့အေးတယောက်နှစ်ယောက်ပြီးတော့နည်းနည်းရဲလာပြီကွာဟင်းဟဲ့ဘာဖြစ်လဲပေါ့နော်ဘာကြောင့်လဲအေးပတ်စံရတယ်ဆိုပြီးတော့မှ ကိုရဲ့စိတ်ထဲမှာကြောက်စိတ်ဆိုတာမရှိတော့ဘူးချက်ကလေးလောကမှာဝင်လာတာတက်မကြဘူးအဲ့တယ်ဟိုတော့မှလေးရောင်မြောက်ပဲလက်ခံနေတဲ့အချိန်ပေါ့နော်တကယ်ကြတော့အင်းချက်ကလေးလောကတကယ်ချင်းကဒီမှာဒီနေ့ကျတော့နင်တီဟိုတယ်တီဟိုတယ်တောင်းတော့ဒီနေ့နင်ဘလောက်ဘလောက်ရမယ်ဆိုပြီးတော့မှငါပြောထားပြီးရဲတဲ့ဟိုရောက်တော့အင်း foreigner ကြီးပါလား foreigner ဖြစ်နေပြီမြန်မာစကားကျတော့မွတ်အောင်ပြောတတ်တယ်နော်ကို့တော့ရောင်းစားလို့ရပြီ ဒီလိုပဲအဲ့ဒီ foreigner နဲ့ဟာစကားတွေပြောကြတာပေါ့ဘာညာနဲ့ပေါ့နော်အေး तू ကကြတော့တဲ့နိုင်ငံခြားနေဒီဟိုစီးပွားရေးလာလောက်တာတဲ့ဒီမျိုးမှာလာတာကလည်းအလုပ်ကိစ္စကြောင့်မလို့လာရတာတဲ့စသဖြင့်ပေါ့နော်အော် तू နဲ့အရန်ကိုအဲရေဆက်ရှိတယ်လို့ပေါ့နော်စကားပြောရတာအဆင်ပြေတယ်ပေါ့နော်ဒီလိုပဲနေအောင်လုံးအေးအကောင့်တစ်ပညာအမိသွားတယ်ဒီချိန်ကနေစပြီးတော့အကောင့်အမိသွားပြီဆိုရင်စပြီလေ line ပေါ်မှာစကားပြောဘာညာဘာလုပ်နေရလဲအေး sharing is caring ပေါ့နော်စပြီး ဲ့ချိန်မှာကိုကအဲ့ဒီ foreigner နဲ့သူ့ကို foreigner လို့ခေါ်လိုက်မယ်နော်ကို foreigner နဲ့လိုက်မမ easily လုပ်နေမလား။ तू ကလည်းကို့ကိုမျိုးစုံထောက်ပံ့ပေးပါရဲ။ဟေးတဲ့။နေ့ကတော့အားလေဝါနေလို့တည်လား။နေ့ကဒီမှာနင်တို့မြို့ဇာတိမြို့မှာရှိတဲ့အဲ့မှာသွားစေခန်းချိတ်ထားပေးရနော်တဲ့။သွားစေခန်းနဲ့ချိတ်ပေးရော။အဲ့မှာကိုပတ်စံရလေသူအကောင်လုံးကြေရှင်းပေးရနော်အဲ့ဒီ foreigner ကကိုသွားလို့ဖို့ပတ်စံအကောင်လုံးအဲ့ဒီစိတ်ခမ်းမှာသွားရှင်းပေးပြီးတာကိုသွားရုံပဲကိုအရန်ပြော်ရပေါ့နော်အော်ကိုထားပေးမဲ့လို့ရှိပြီဆိုပြီးတော့သွားစိတ်ခမ်းရောက်တော့အေး အဲ့ဒီဒွားဆင်အောင်ဝင်ကအရင်တော့ငါတိပါတယ်တရားဇာတိမြောက်ချင်းအတူတူပဲလေကိုရောဇာတိမြောက်မှာပဲလေအရင်တော့ငါအမနဲ့အတူတူဘာရပညာတွားထိုင်တဲ့အချိန်သူ့မြင်ဖို့ရတယ်။နေအောင်အတိဖြစ်နေရ။အဲ့ဒီဒွားဆင်အောင်ဝင်နေရလေကိုနဲ့ကအသက်တိတ်မကွာဘူး။ကိုထက်ငါနဲ့ချက်နှစ်လောက်ပဲကြီးရ။သူကလည်းလူငယ်လေးပဲပြောမှဆိုရင်အသက်20ကျော်ကျော်လောက်ပဲ။အဲ့ဒီကို foreigner ကကျတော့အသက်နည်းနည်းကြီးပြီ။40လောက်ရှိပြီ။ foreigner ဆိုပေမဲ့သူကအသားလဲမဲတယ်ပေါ့နော်။ အော်အဲ့ဒီတွားဆရာဝန်ကလည်းကိုနဲ့အဲ့လိုစကားဆက်ပြောမိရေပေါ့နော်အေးအရင်တော့အမြင်ဖို့တယ်ဘာကြောင့်လဲကိုနဲ့စကားလာပြောတယ်ပေါ့နော်အဲ့ဒါကိုကို foreign ကသိသွားတော့တွားဆရာဝန်နဲ့မပေါင်းခိုင်းတော့ဘူးပါဟမ်အဲ့တွားဆရာဝန်နဲ့အဟောပေါ့နော်ဝေးဝေးရှောင်ပေါ့နော်ဘာကြောင့်လဲစကားမပြောခိုင်းတော့ဘူးအဲ့ချိန်ကနေစပြီးတော့တကယ်ကြတော့အဲ့ဒီကို foreign ကဟဲ့လေနင်အဲ့ဒါလေးတက်ကလေးမလောက်တော့နဲ့နင်ပတ်စံဘလောက်လိုရလဲငါအကောင်လုံးထောက်ပံ့ပေးမယ်เนี่ยไอ้ล้อก็อ่ะนี่เนี่ยถั่วละขึ้นละนี่อะคูอ่ะฉะกะเล้หลุดอ่ะเนี่ยปะสันหลุดๆนี่หลุดเนี่ยมะล่ะไม่หลุดตอนนั้นอ่ะปะสันทับมันไปมั้ยบาญาเนี่ยปะเนาะฮะ ဟုတ်ပြီဘောနော်နင်၆ပတ်ပေးနိုင်တယ်ဆိုရင်ရတယ်ငါအဲ့လောကနဲ့ငါထွက်လိုက်မယ်ဘောနော်အဲ့ဒါကိုအေးဒီလောကကနေထွက်လာပြီအစောင်ရောငါပေးတယ်အေးအေးငါပေးတယ်ဘောနော်ပြီးရင်ကိုသုံးဖို့တလားဆိုရင်ဘလောက်အကုန်လုံး၆ပတ်ပေးတယ်နော်ကိုဘာမှလုပ်ဆရာမလုပ်ဘူးအဲ့ချိန်မှာဆိုရင်အဲ့ဒီကိုဖော်ရိုင်နာကဇာတိမျိုးမှာမရှိဘူးလေဟင်းသူအဲ့လိုကိစ္စနဲ့လာပြီးတော့မှသူနိုင်ငံခြားပြန်ရောက်သွားပြီဒါပေမဲ့ကိုကိုပတ်စံတဲ့ပညာကြီးအကုန်လုံး၆ပတ်ပေးနေတယ်ဘောနော်ဒီချိန်ကနေစပြီးတော့ကိုချက်ကလေးလောကကနေလုံးဝထွက်လိုက်ပြီနော်ဒီလိုပဲကိုဖော်ရိုင်နာနဲ့တွဲပြီးဆိုတော့ ကိုဖရိုင်နာကခဏခဏကိုရှိတဲ့ဇာတိမျိုးကိုလာပြီလေအလုပ်ကိစ္စနဲ့လာတဲ့ပညာဆိုပြီးတော့အေး तू လာတယ်ဆိုရင်နှစ်ယောက်လုံးကခီးပညာတွေအတူတူတွား။နှစ်ယောက်လုံးအေးပြင်လဲကန်းချေတဲ့ပညာတွေလည်းရှောက်လဲခဲ့တယ်ခီးပညာတွေတွားခဲ့တယ်အရန်ပျော်ခဲ့တယ်အဲ့လိုအမတ်တရားတွေအများကြီးဖန်တီးခဲ့တယ်။တင်းရကြတော့အဲ့ဒီချက်ကလေးလောကဆိုတဲ့တငင်ချင်းကဟေ့တဲ့ညီမလေးရေတဲ့အခုကဒီမှာအိမ်ကနေနေရအဆင်ပြေမလားအဲ့ဒီကိုဖရိုင်နာကိုကိုဖရိုင်နာကအိမ်ကပေးထားတဲ့အဆင်ပြေမလားမှန်ပါလေတငင်ချင်းတယောက်ရှိရဲ့အဲ့တငင်ချင်းကလည်းငါ့ဖို့အိမ် မရှိဘူးဖြစ်နေ啊နင်တို့အိမ်မှာခဏနေလို့ရလားဘောနော်ဒီလိုပဲအေးကိုကလည်းအိမ်ရှင်နဲ့ပညာနဲ့ပြောပေးတယ်อืมအဲလောလောဆယ်ကကျတော့ငါနဲ့ခဏနေမယ်ပြီးကြမှာပဲအေးအချားအခန်းနဲ့ပညာရှင်တော့အဲငါပေးမယ်ဘောနော်ဒီလိုပဲနော်အဲ့ဒီကြက်ကလေးလောကတငယ်ချင်းရဲ့တငယ်ချင်းကိုနဲ့အတူတူလာနေတော့တယ်ပေါ့ကိုနဲ့အတူတူလာနေတယ်အဲ့လိုဆိုရင် तू ကလည်းကိုဖိုရီနာနဲ့တိသွားပြီလေအဲ့ဒီတငယ်ချင်းကိုမနာလို့လို့ခေါ်လိုက်မယ် ကိုဖော်ရီနာနဲ့ကိုနဲ့တွဲနေတယ်ပြီးရင်အဲ့ဒီတငယ်ချင်းကလည်းပတ်စံရှဲထမမပါဘူးလေမနာနိုကလည်းပတ်စံရှဲထမမပါဘူးဗျာနေ့တိုင်းကိုဖော်ရီနာကကိုကိုအေးအရင် so sweet ကွာနေအောင်လုံးကိုဖော်ရီနာကကိုကိုအရင်ချင်တယ်ဗျာဆိုရင်တူတူပြပြနဲ့မနာလို့ကွာကိုဖော်ရီနာနဲ့ကိုကအဲ့လိုစတွေ့တဲ့ရက်ပေါ့နော်အဲ့မှာ hotel မှာချက်ကလေးခေါ်တဲ့ရက်နေအောင်လုံး first date တွေ့တဲ့ရက်မှာပဲ anniversary day ဆိုပြီးတော့သတ်မှတ်တယ်လတိုင်းလတိုင်းရဲ့ anniversary day ဆိုရင် ကိုဖရီနာကကိုကိုလက်ဆောင်ပညာနဲ့အများကြီးဝယ်ပေးတယ်။အဲ့ဒီမနာလို့ရှိအကူကြီးတောင်းပြီးတော့တခါလေးကျရင်အေးပန်စီတွားဝယ်ပေးတော့ဘာညာနဲ့အဲ့ဒီမနာလို့ရှိပဲအကူကြီးတောင်းရတာလေ။ तू ကဖရီနာလေဘာတိလို့လဲ။အဲ့ဒီမနာလို့ကဂျားထဲကနေအဲ့လိုလှုပ်ပေးနေရတာတဖြည်းဖြည်းနဲ့ तू ကလည်းမနာလို့စိတ်ပေါက်လာတဲ့နေမှာကိုလုံးဝမတင်ထားဘူး။ကို့အနေနဲ့ဆိုရင်အဲ့ဒီမနာလို့ကိုကိုကကိုကြီးပေးတဲ့သဘောမျိုးလေသူ့ကိုခေါ်ထားတာလေ။ကိုဖရီနာကိုပစံဆိုရင်လည်းပစံပန်းစီဆိုရင်လည်းပန်းစီလက်ဆောင်ဆိုရင်လည်းလက်ဆောင်မုံဖို့ဆိုရင်လည်းမုံဖို့မုံတွေဆိုရင်လည်းမုံလက်ဆောင်ဆိုရင်လည်းလက်ဆောင်အကောင်လုံး anniversary တိုင်း anniversary တိုင်းကိုပြည့်စုံအောင်ဖြည့်ဆည်းပေးတယ်။သူများနဲ့မတူအောင်သူကထူးထူးဆန်းဆန်းကိုလုပ်ပေးတာ။ဒီချိန်မှာအဲ့ဒီမနာလိုကတဖြည်းဖြည်းနဲ့စိတ်ထဲမှာမနာလိုဖြစ်လာရင်နော်။ကို foreigner ကတော့ခဏခဏသူငားထားပေးတဲ့အိမ်ကိုပေါ့နော်ကိုရှိမှမလာနိုင်ဘူးကွာ။အလုပ်ရှိတဲ့ချိန်မှာပဲလာနိုင်တယ်ဆိုတော့တွေ့တာကလည်းနှစ်ခါသုံးခါတော့ပဲရှိသေးတယ်။တကယ်ကြတော့အဲ့ဒီဆရာဝန်မမေ့သေးမလား။ကိုကိုသွားလုပ်ပေးတဲ့ဆရာဝန်အဲ့ဒီကို foreigner လည်းတည်ရလေ။ ဘာလို့ထိုင်အောင်လဲရညီမလေးရေတဲ့ငါတယောက်တည်းဆိုရင်ငါမလိုက်ဘူးလို့ငါတကယ်ချင်းမှာငါခေါ်မယ်လို့အဲကြတော့ကိုကမနာလို့ခေါ်သွားတယ်ဘာရောက်တော့အဲ့ဒီသွားဆောင်ဝင်ရလဲတကယ်ချင်းတယောက်ပါတယ်ဟောသွားဆောင်ဝင်တကယ်ချင်းလို့ပဲခေါ်လိုက်မယ်လေးရောက်လုံးဘာထိုင်ကြတယ်ပေါ့အဲ့မှာမနာလို့ကိုတိတ်ချမှာထားတယ်ကိုဖရိနာလေအဲ့ဒီသွားဆောင်ဝင်နဲ့တွေ့တာသူမကြိုက်ဘူးနော်ငါတို့အဲ့လိုအပြင်မှာသွားဆောင်ဝင်နဲ့ဘာသွားထိုင်နေပါ냐သူ့ကိုမပြောပြနဲ့နော်ဆိုပြီးတော့သူ့ကိုမာသွားတယ်နော်စားစားဖို့တောက်ဖို့ ့ကိုခေါ်ထားတယ်သူစားလို့ရအောင်တောက်လို့ရအောင်သူ့ကိုခေါ်ထားတယ်အဲ့ဒါကိုသူကနောက်ကွယ်ရနေကိုဒါထိုးသေးရထင်တော့မထင်တော့ဒီလိုပဲလေဘားရောက်တော့လေးအောင်လုံးခိုင်းနေမလားအဲ့မှာဆိုရင်ကိုကလည်းတွားဆောင်ဝင်စကားပြောမှာပါပါညာမနာလို့ကတပုံခိုးခိုးရိုက်ပြီးတော့ကိုဖရီနာကိုပို့ပေးတယ်အဲ့မှာကလေးကကိုဖရီနာစိတ်ဆိုးနေပြီးတော့ပြီးရင်နောက်တစ်ခုကဘာလို့ကိုဖရီနာစိတ်ဆိုးနေရအဲ့ဘားထိုင်နေတဲ့ချိန်ကိုမသိတာလဲဆိုရင်ကိုဆက်ပစ်လိုက်တယ်ကိုဖရီနာကိုဖုန်းဆက်မှာဆိုလို့ဘာညာဘောတော့သူသိမှာဆိုလို့ဟမ် အဲ့တော့မနော်ဘာညာသူ့ကိုလိန်ပြီးတော့မှကိုစပိတ်ထားတယ်။အဲ့ဒါကြောင့်မလို့အဲ့ချိန်မှာကို foreigner ကိုစာပို့ပေးမှညာကိုမမြင်ဘူး။ဒီလိုပဲလေတောက်စားမှုယူပြီးတော့မှအဲ့ဒီမနာလိုကကြတော့သွားဆောင်ဝင်ရဲ့တငယ်ချင်းနဲ့အရင်ဟိုဟွာဖြစ်နေရ။ easily ဖြစ်နေရ။တောက်နေတဲ့ချိန်ကမှဒီကန်ဟိုကန်ဖြစ်နေရ။ဒီလိုပဲတောက်ပြီးစားပြီးဆိုရင်အရင်မိုးနေမလား။ငါတို့အိမ်ပြန်မယ်နော်ဆိုတော့မနာလိုကမပြန်ချင်ဘူးတဲ့။အဆောင်မိုးစုမှစိုးလို့တဲ့သူများဟိုတဲ့အနောက်ရှက်ဖြစ်မှစိုးလို့တဲ့။သွားဆောင်ဝင်အိမ်လိုက်လိုက်အိမ်မားတဲ့။ အေးနေကအဲ့မှာသွားအိမ်မဆိုရင်နေတေချာလေးကယူဆိုင်နော်အဲ့နကောင်ကလူကောင်းမဟုတ်ဘူးနေကနေကိုလွယ်လွယ်လေးနဲ့တို့နေကစားလို့ရတယ်ဆိုပြီးတော့ကိုတော်မစိတ်မချလို့ဆိုပြီးတော့သူ့အမသွားတယ်ကိုကလည်းလိုက်သွားရတယ်လေသူလိုက်အိမ်မယ်ဆိုရင်သွားကြဝင်အိမ်ရောက်တော့လေးယောက်လုံးမလားအခန်းတစ်ခန်းရှိရယ်မနာလိုနဲ့သွားကြဝင်တငယ်ချင်းကဘာမှကလေးက easy clip ဖြစ်နေမလားဒီကန်ဟိုကန်အိမ်ထဲရောက်တော့လေးယောက်လုံးကငေါ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 နဲ့အခန်းတစ်ခန်းနဲ့ဝင်သွားရော အညမှာပဲသူတို့ညောက်ဖဲရှိုက်ပလိုက်တယ်ကိုနဲ့သွားဆံဝင်ရကြတော့နောက်ထပ်အခန်းတစ်ခန်းမှအေးရတယ်ကတင်တစ်ခုနဲ့နော်အတူတူအိတ်တာမဟုတ်ဘူးဘာမှကိုမဖြစ်ခဲ့တာလုံးဝကိုကျင်းရှင်းတယ်အဲ့ဒါကိုလုံးဝအာမခံတယ်လက်ပြလုံးတယ်သွားဆံဝင်တဲ့ကိုနဲ့ဘာမှမဖြစ်ခဲ့ဘူးဒါပေမဲ့အဲ့ဒီမနာလို့ဘလောက်ကြောင်အကျင့်ရတာလဲဆိုရင်သူနဲ့အဲ့ဒီသွားဆံဝင်တငယ်ချင်းဖဲရှိုက်ထားတဲ့အတန်ကိုကိုဖရိုင်နာကိုနိုင်ပြီးပို့ပေးလိုက်တယ်အဲ့ဒါကကိုကသွားဆံဝင်နဲ့ဖဲရှိုက်နေတဲ့အတန်ပါဆိုပြီးတော့ ။နောက်ရက်အဲ့ရထားတော့ပွဲတွေတက်ကုန်ပြီလေ။ဟဲ့ဘလို့ဖြစ်နေရလဲဘောနော်။မဟုတ်ပါဘူးလို့မင်းကသွားဆရာဝယ်တော့အိမ်မှာအဲ့တဲဒါပဲဖဲရတာမဟုတ်ဘူးဘာညာနေပေါ့နော်။ကွာရှင်းပြတာပေါ့။ကိုဖရိုင်နာစိတ်ဆိုးပြီလေ။မင်းကဘလောက်ထိပဲထောက်ပံ့ပေးထောက်ပံ့ပေးမင်းကနောက်ပွဲမှာငါ့ကိုအဲ့လိုဖောက်ပြန်နေရတယ်ဆိုရင်တော့ငါလက်ခံလို့မရဘူးဘောနော်။သွားစိတ်ဆိုးပြီကို့ကိုလုံးဝလက်မခံတော့။ကွာတောင်းမယ်နဲ့တောင်းမယ်နဲ့နောက်ပဲနောက်အနောက်မှာလိုင်းပေါ်မှာပဲ။ तू ကမြန်မာပြောင်းမှာမရှိဘူးလေ။ဒူးချမတက်တောင်းမယ်ရတယ်။အစားပိုင်းမှာ तू လက်မခံတော့ဘူး။လုံးဝလက်မခံဘူးတဲ့။အေးဟုတ်ပြီလို့ ငါ့ကိုအဆက်တော်တော့မပြတ်နဲ့နင်လက်မခံဘူးငါ့ကိုခွင့်မလွတ်ဘူးဆိုရင်လည်းငါတို့ညတငယ်ချင်းလိုပဲစကားပြောရအောင်ပေါ့နော်အဲ့လိုပြောမှပဲအဲ့ဒီကို foreigner ကအေးဟုတ်ပြီတဲ့တဖြည်းဖြည်းနဲ့နေအောင်လုံးပြင်အဆင်ပြေလာတယ်ကိုကမားထားရဲဆိုတော့ပြန်တွဲတဲ့အချိန်ကိုကနည်းနည်းအောက်ရောက်နေရဲကိုကနည်းနည်းအောက်ရောက်နေတဲ့ relationship ဖြစ်သွားပြီလေကို foreigner ကဘာပြောပြောကိုကအကုန်နားထောင်နေကွာသူမလုပ်ခိုင်းတဲ့ဟာဆိုရင်ကိုမလုပ်ဘူးသူမသွားခိုင်းတဲ့နေရာဆိုရင်လည်းကိုမသွားဘူးအဲ့လိုမျိုးဖြစ်နေပြီနော်ကိုအရန်လိန်မာလာပြီနော် ိုရဲ့ secret တွေကိုလို့ကိုအကုန်လုံးပြပြတယ်အဲ့ဒါမှကို foreigner ကကိုမလိမ္မာဘူးတဲ့ဘာညာနဲ့ကရနာပြောတည်ကို foreigner ကလေပုံမရိုက်ခိုင်းဘူးသူ့ရဲ့ပုံကိုလိုင်းပေါ်မှာတင်လို့မရဘူးကိုရဲ့ဖုန်းထဲမှာလည်းသူ့ရဲ့ပုံရှိလို့မရဘူးအဲ့ဒါကိုကိုကပြောတယ်အဲ့ဆိုရင်လက်ချိတ်ထားတဲ့ပုံကိုလိုင်းပေါ်မှာတင်မယ်ပေါ့နော်အေးငါ့မှာကောင်လေးရှိတယ်ဆိုပြီးတော့အကြောင်းပြလို့ရအောင်ပေါ့နော်အခုမှနေအပေါ်ရီလာလုံနေနေတယ်သူကိုလုံးဝမယုံကြည်တော့ဘူးလေသွားကြဝင်နေအပြင်သွားထားတယ်ဆိုပြီးတော့သူကိုမယုံကြည်တော့ဘူးနင်အဲ့မှာအပေါ်ရီလာလုံပြောင်းနေနေတယ်ဟမ်အာ ချစ်တယ်ဆိုပြီးတော့မှအပေါ်လေးလာလောက်ပြနေရတယ်သူကိုယ်ကိုမယုံကြည်တော့တဖေးဖေးနဲ့ဘလို့ဖြစ်လာတာလဲဆိုရင်အစပိုင်းမှာကိုယ့်ကိုအကောင်လုံးထောက်ပံ့ပေးတဲ့လူကိုယ့်ကိုအရန်ချစ်တဲ့လူကကိုယ့်ကိုစားဖို့တောက်ဖို့နေဖို့ပတ်စံတပြားမှမထောက်ပံ့တော့ကိုယ့်ကိုတင်းနဲ့ဆက်ပေးခဲ့တယ် အဲ့ဒီ30နဲ့နင်ကိုပါကိုရက်တန့်ပါစေကိုပါကိုရှာစားပါစေတဲ့နင်ဘလို့လက်ပက်ရင်ဘလို့လက်ပက်လိုက်တဲ့ကိုဒီတန်းပစ်ထားတယ်ကိုအရင်တော့ကဘာလုပ်ဘူးလို့လဲဘာစီးပွားရေးဘာမှမလုပ်ဘူးလေအေးအဲ့ဒီ30နဲ့ကိုကဘလို့လောက်အောင်မလဲဘလို့လက်ပက်ရမလဲလုပ်ငန်းဘလို့ထောင်ရမလဲကိုမသိဘူးလေအဲ့ဒီအချိန်မှာတင်ငချင်းတယောက်ကအေးစက်ပစ္စည်းပညာရောင်းနေရဲဆိုပြီးတော့မှအင်းစက်ပစ္စည်းကိုအရင်နှီးလုံလို့ရတယ်ပေါ့နော်ဘာညာအေးကိုကလည်းလိုက်သွားတယ်အဲ့ဒီအရင်နှီးလုံတဲ့စက်ပစ္စည်းပညာရောင်းရအောင်ဆိုပြီးတော့ကိုလည်းလုပ်တယ်ဒါပေမဲ့ ်ကိုကမိသားစုကိုလည်းထောက်ပံ့ရအောင်မယ်ဆိုတော့အရင်နေလို့ပြီးရင်ဘလို့မှမလောက်တော့ဘူးလေအလုပ်ထက်ရှာမှရတော့မှာလေဒီအချိန်မှာပဲအချားမြို့မှာကိုရဲ့ကိုနဲ့ခင်နဲ့အမကြီးတယောက်သူကစက်ကလေးဆိုင်အကြီးဖွင့်ထားတယ်အဲ့ဒီအမကကိုကိုလမ်းခေါ်တယ်ငါဒီမားကဒီမြို့မှာစက်ကလေးဆိုင်အကြီးဖွင့်ထားပြီနော်အေးလာလို့ရတယ်ဗျာညာပေါ့နော် ဒါပေမဲ့ကိုကအေးငါကို foreigner ကိုငါကတိပေးထားတယ်ငါချက်ကလေးလောကကိုလုံးဝမဝင်တော့ဘူး तू ကငါ့ကိုဒီလောကကနေချက်ဖို့ तू ကငါ့ကိုဆွဲထုတ်ထားတယ်ဆိုတော့ငါမဝင်ဘူးပေါ့နော်ဒါပေမဲ့ငါအခုကတော့အလုတ်လိုတယ်အဲ့ဒီမောက်ပြောတယ်ငါမျက်ရှိလာလိုက်မယ်နော်နေငါ့ကိုအဲ့မျိုးမှာအဲ့လိုပညာယူလို့ရတဲ့အလုတ်နေငါ့ကိုရှာပေးလိုက်လို့ချက်ကလေးကတော့ငါမလုပ်တော့ဘူးလို့အဲ့ဒီအချိန်မှာကို foreigner နဲ့လည်းကိုအဆက်အသွယ်ရှိသေးရဲ့နော်။ तू ကကျတော့ကိုကိုဘာမှမထပ်ပန့်ပေးတော့ဘူး။အဲ့လိုပဲရှိတယ်။ဒါပေမဲ့အဆက်အသွယ်တော့ရှိသေးတယ်။ကို तू နဲ့ပြောရဲ။ အဲ့အမကြီးကအဲ့မျိုးမှာချက်ကလေးဆိုင်ဖွင့်ထားတဲ့ဘာညာပေါ့နော်ကိုကအကုန်လုံးပြပြတယ်သူနဲ့ဘာစတိခရမမရှိဘူးလေဂျာနီမှာကိုကလည်းသူ့ကိုလိန်ထားတာမှမရှိဘူးလေအဲ့ကိုဖရိုင်းကမတော်နိုင်တဲ့ဘာညာနဲ့ကိုကလည်းသူနဲ့ရင်ဖြစ်တာပေါ့နင်ကလည်းငါ့ကိုဘာမှမမထောက်ပံ့ပေးနိုင်တော့တာငါအဲ့လိုရှာမရမှာလေဘာညာနဲ့ပေါ့နော်အေးသူမသိအောင်အဲ့မျိုးရောက်သွားတယ်ကိုသွားတဲ့ရက်သူ့ကိုမပြောပြအောင်အဲ့လိုပဲလေအဲ့ဒီမျိုးရောက်တော့နေမနေရမရှိဘူးလေအဲ့မကြီးကချက်ကလေးနေတဲ့အဆောင်မှာနေနေလို့ရတယ်လေတဲ့ ဆပိုင်းမှာကိုမနေချင်ဘူး။နေအဲ့အဆောင်မှာမနေဘူးဆိုရင်နေဘက်မှာနေပါနဲ့။အခြားမှာငါနေစားမလို့လေ။အဲ့မှာနေရင်နေက free ပဲပတ်စံပေးစားမလို့ဘောနော်။အေးပတ်စံတက်တာရဲဘောနော်။ဟမ်။တက်ကလေးနေတဲ့အဆောင်မှာကိုကလိုက်နေတယ်။ဒါပေမဲ့အဲ့အလုပ်တော့ကိုမလုပ်ဘူးနော်။ကို foreigner ကဘယ်ယုံမှာလဲ။နော်။ကို foreigner နဲ့ဖုန်းပြောတဲ့ချိန်အဲ့မှာတက်ကလေးတွေကာမလေးတွေများနေဆိုရင်စူညံနေမှာပဲလေ။နေနေမှာမနေတော့နဲ့တဲ့။အိမ်ပြန်ရတဲ့။အလုပ်လည်းရှာနေတော့နဲ့တဲ့။ကိုကအိမ်ပြန်ခိုင်းနေ။အသေးအံပြန်ပြန်ဖြစ်ပြီလေ။နေလဲငါ့ကိုထောက်ပံ့ဘူး။ ငါအလုတ်ရှာတယ်ဆိုရင်လေမင်းကစကားများရယ်ကွာအဆင်မပြေဘူးကွာငါမိဘကငါထောက်ပြရမှာလေမင်းအောင်အတဲတန်စကားများပြီးတော့အဲ့ညမှာပထမတစ်ခါကိုကသူ့သူ့ရဲ့ဖုန်းကိုကိုချပလိုက်တယ်ချပြီးတော့ကိုကလည်းအဲ့ဒီအဆောင်မှာအားရုံကိုအားရုံကိုပေါ့ကိုကဘာလို့ရံပစ်ချင်မှာလဲဟုတ်တယ်မလားကိုလုံးဝလိုင်းမတက်တော့ဘူးသူ့ကိုစာလည်းစာမပြောင်းတော့လိုင်းမတက်တော့တာဒီလိုပဲတင်းနေတော့ကြတော့ကိုလိုင်းပြန်တက်တဲ့အချိန်အဲ့ဒီကိုဖော်ရီနာကကိုကိုစာပို့ထားတာတွေ့တယ်ဟုတ်ပြီတဲ့မင်းရတယ်ဘလို့ပဲဖြစ်ဖြစ်ပေါ့နော်အဲ့ဒီ လောကပေါ့နော်အဲ့ဒီ level ကနေမင်းကိုဆွဲတင်ခြင်းလဲမြဆွဲထွက်ရမလို့မဟုတ်ဘူးပေါ့နော်သူပြောချင်တာကသူအရင်စိတ်နာတော့ပြီပေါ့မင်းအားတဲ့မိဘအားကိုလို့ရတဲ့တမိကောင်းလေးဖြစ်ပါစေတဲ့ငါလဲ line တက်ချင်တဲ့အချိန်မှာပဲငါ line တက်တော့မယ်တဲ့အဆက်တွေဖြတ်လိုက်တော့မယ်တဲ့ line တက်ချင်တဲ့အချိန်မှာ line တက်တော့မယ်ဆိုပြီးတော့သူကိုအဆက်တွေလုံးဝဖြတ်လိုက်တာအခုချိန်ထိသူကိုမဆက်တော်တော့ဘူးကိုစိတ်ဆိုးပြီးတော့သူ့ကိုမဆက်တွေ့တော့တဲ့အချိန် line မတက်တော့တဲ့အချိန် तू ကကိုအပြင်မှာ သူများနဲ့ဒါတိတ်နေတယ်ဆိုပြီးတော့ထင်နေတာကိုကချက်ကလေးပြန်လှုပ်နေပြီဆိုပြီးတော့သူထင်နေတာကို့ကိုတီစာလေးတစ်ချောင်းဒီတခွန်းပဲပို့ပြီးတော့အခုချိန်ဒီကို့ကိုမဆက်တွေ့တော့ဘူးအရင်တော့မနေ့အောင်လုံးတွင်းနေတဲ့အချိန်ကောင်းနေတဲ့အချိန်သူကလည်းကိုယ်ကိုကတိပေးခဲ့တယ်အေးတရရကြရင်နေ့အောင်လုံးပြတ်သွားရင်ဆိုပေမဲ့လေလိုင်းပေါ်မှာအဆက်အတွေ့စကားတော့ပြောအောင်မယ်တကယ်ချင်းလို့စကားပြောလို့ရတယ်သူအဲ့လိုပြောခဲ့တယ်ဒါပေမဲ့အခုချိန်ထိသူကိုယ်ဘာသာတခွန်းမှမပြောင်းဘူးလိုင်းပေါ်မှာလည်းမတက်တော့ဘူးကိုယ်ကိုအဆက်အတွေ့လုံးဝဖျက်လိုက်ပြီအရင်တော့ကလည်းကိုကအဲ့ဒီကို foreigner ကိုကတိပေးဘူးတယ် ကိုဖရီနာကအသက်40ရှိပြီမဟုတ်လား။ तू ကအိမ်မှာအကြီးဆုံးသားပဲ။ तू နဲ့စိတ်ဆက်ထားတဲ့သူ့အိမ်ပေါ်တော့သူ့ကိုစိတ်ဆက်ထားတဲ့ကောင်မလေးရှိရင် तू ယူရမယ့်မိန်းမရှိတယ်။ဒါပေမဲ့ तू ကသူ့မိန်းမကိုမချစ်ဘူးတဲ့ကို့ကိုပဲချစ်တာတဲ့ကိုနဲ့ပဲအတူတူနေချင်တာ။ကိုလည်းသူ့ကိုကတိပေးထားတယ်။อืม။နေမိန်းမယူလိုက်တဲ့အိမ်ထောင်ကျသွားရင်လေနေမြင်မပြီးမှလာပြီဆိုရင်ငါရှိလာခဲ့လိုက်။နေလိုအဲ့တဲ့ဟာကအကောင်လုံးဖြစ်စီပေးနိုင်တယ်။ နင့်ကိုပြောအောင်ငါထားနိုင်တယ်ဆိုပြီးတော့လေကိုကတိပေးထားတယ်အဲ့ဒီကိုဖော်ရီနာနဲ့တွဲဖို့သူနဲ့က official ချတွဲထားတာလေလက်ကင်ပြီးတော့မှပုံတင်ထားတယ်မနာပါညာနဲ့အိမ်ကတွေလည်းတိတာပေါ့အိမ်ကလူတွေကိုအဖေလည်းတိတာပေါ့ကိုအဖေကခြေတော့မကောင်းပေမဲ့သူ့မှာအတိညာတပညာတွေမြင်နေကြားတယ်လေကိုဖော်ရီနာကနိုင်ငံခြားသားမလို့တဲ့ကိုဖော်ရီနာနဲ့ဆက်တွဲမယ်သူနဲ့ယူမယ်ဆိုရင်ကိုအမွေဖြစ်ပြမယ်ပေါ့ပြောမယ်ဆိုရင်ကိုမိဘကလည်းကိုဖော်ရီနာနဲ့တွဲတာလုံးဝတဘုံတူဘူးဒါပေမဲ့ ကိုကမိဘနဲ့တိုက်ခိုက်ပြီးတော့မှကို foreigner နဲ့အတီတွဲခဲ့တယ်။အခုကကြတော့သူကိုလုံးဝမဆက်တွယ်တော့ပါဘူး။ကိုကကို foreigner ကိုတကယ်ချစ်တာပါအဲ့ဒီချစ်ကလေးလောကဝင်လာတာကလည်းရွေးချယ်မှုလမ်းကြောင်းမရှိတော့လို့မိဘကိုထောက်ပံ့ရမယ်ပါညာနဲ့အဲ့ဒီလမ်းကြောင်းကိုရွေးချယ်မိတာအခြားလမ်းကြောင်းရှိရင်လည်းကိုရွေးချယ်မိမှာမဟုတ်ပါဘူးကိုကလည်းချစ်ကလေးလောက်ရတာကို ကြိုက်တယ်လို့မဟုတ်ပါဘူး။တချို့ကကျတော့အေးချစ်ကလေးလောက်ရတာကြိုက်တယ်အဲ့အဲ့လိုခန်းစားချက်ကိုကြိုက်တယ်ဆိုပြီးတော့မှအဲ့ဒီအလုပ်ကိုလုပ်တာကိုကကျတော့အဲ့လိုလုံးဝမဟုတ်ဘူး။အခုကကိုချစ်ကလေးလောကကနေလုံးဝထွက်လိုက်ပြီးကိုဖရီနာကိုကိုတကယ်ချစ်ပါရယ်။ကိုဖရီနာအကေဟိဒီဗီဒီယိုဒီစတိုရီဒီပုံပြင်ကိုကြားလိုက်ရဆိုရင်ပြန်လာဖို့ညော်လင့်နေပါတယ်လို့ကဲဒီနေ့စတိုရီပြထားပါပြီ။ခမကြီးတော့အဲ့ဒီညီမလေးကိုပါအကြံဉာဏ်ပေးချင်တာလေ။အခုမှသူက20 20ရောင်ပြည့်ဦးနေတူတယ် ကိုဖရီနာကျတော့အသက်40အိမ်တော်ရှိရင်ရှိမယ်ဆစ်ဆက်ထားတဲ့မိမရှိရင်ရှိမယ်ကိုဖရီနာကဒီပုံပြတကယ်ကြားမယ်လို့ထင်လို့လားခင်မဝဲလဲမပြောတတ်တော့ပါဘူးဒါပေမဲ့အချက်ကလေးလောက်တာတော့မမှန်ပါဘူးစတိုရီနားထောင်တဲ့လူတွေအကောင်လုံးဘယ်လမ်းကြောင်းပဲဖြစ်နေပါစေဘလောက်ထိပဲခက်ခဲဖြစ်စေအချက်ကလေးမလုပ်ပါနဲ့အဲ့ဒါက wrong turn wrong turn wrong turn မမှန်ကန်တဲ့လမ်းကြောင်းပဲဘလောက်ထိပဲခက်ခဲဖြစ်စေကို့အတွက် အကြောင်းပြချက်မရှာနဲ့ခက်ခဲတဲ့လူအများကြီးပဲကပါပေါ့မှာကဲမပြောတော့ပါဘူးစတိုရီနားထောင်တဲ့လူငယ်တွေပဲသိအောင်ပြောပြတာပါခင်ဗျားတို့တော့ဘယ်လိုအကြံဉာဏ်မျိုးရှိရလဲကွန်မန့်မှာတင်ညီမလေးကိုရေးပေးဖို့မမေ့နဲ့နော်ဒါလေးအကြတော့ Judy Dor Mascara ဒီမှာတွေ့ရတဲ့စိတ်ကိုတေချာကြည့်ကြည့်လိုက်နော် Judy Dor မက္ကာရာရဲ့ခေါင်းလေးအကြတော့ဒီလိုတေးသေးလေးပဲမျက်တောင်ကိုတမင်ချင်းစီတဘာဝဆန်ဆန်ဆွဲပေးလို့ရရတယ်နော် ပါမဆန်ဆန်မိတ်ခဲလို့ကြိုက်တဲ့လူဆိုရင်ဒီမက်စကာရာကိုထွိုင်းကြည့်လို့ရတယ်မစကာရာတွေအလောက်ကောင်ပစ္စည်းတွေနှာခမ်းတွေတို့ပညာတွေအကောင်လုံးကအိမ်အရောက်ငွေချေတော်တော်များများမြို့ကရရတယ်နော် Facebook page KMW Studio မှာမှာလို့ရရနော်တီးပြီလားကောင်းရွေး